အာနာပိုင်းတွေကတရားမဝင်အွန်လိုင်းကာစီနိုလုပ်ငန်းတွေထူထောင်မှုလုပ်ငန်းလုပ်ကင်မှုဆွဲချက်တွေနဲ့တရားစွဲဆိုခံထားရတဲ့တရုတ်ကမ္ဘောဒီးယားနိုင်ငံသားကြားဖြန့်ကောင်းဆောင်ရှီကြည်ကျန်းကိုနိုဝင်ဘာ12ရက်ကတရုတ်ထံလွှဲပြောင်းအပ်နိုင်ခဲ့တယ်လို့သတင်းရှင်းမှ ဖော်ပြခဲ့ပါတယ်။ထိုင်းဘူဟိုထောက်လန်းရေးဘူရို CIB မှာကွန်မန်ဒိုတပ်ဖွဲ့ဟာရှီကိုဘန်ကောက်ရီမန်အကျဉ်းချောင်းမှခေါ်ယူခဲ့ပြီးသူဝနဘူမိရေစကန်ရှိအချုပ်ခန်းသို့ ို့ဆောင်ခဲ့ပြီးနောက်တရုတ်အာဏာပိုင်တွေကိုလွှဲပြောင်းအံ့နိုင်ခဲ့ပါတယ်။ရှီအာရပ်ပေါင်း60အတွင်းတရုတ်တို့လွှဲပြောင်းအံ့နိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ထိုင်းအောင်တရားရုံးရဲ့စီရင်ချက်ကိုနိုဝင်ဘာ10ရက်မှာထိုင်းအယူခံတရားရုံးကအတည်ပြုခဲ့ပြီးနောက်အခုလိုလွှဲပြောင်းအံ့နိုင်ခဲ့တာဖြစ်ပါတယ်။ရှီဟာယွမ်1.99 trillion ဘတ်12.6 trillion စီစဉ်လဲပတ်နေတဲ့ကာစီနို website 239ခုကျော်ကိုဖွင့်လှစ်ခဲ့ပြီးလုပ်ငန်းတွေလုပ်ကိုင်မှုနဲ့ဆွဆွဲခံထားရပါတယ်။အဲ့ဒီအပြင်ရှီဟာမြန်မာနိုင်ငံရဲ့ရွှေကောက်ကိုအထူးစီးပွားရေးဆောင်မှာ Asia Pacific New City Project ထူထောင်ပြီးကာစီနိုရုံတွေဖွင့်လှစ်ခါတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားမှုနဲ့လည်းဆွဆွဲခံထားရပါတယ်။၂022ခုနှစ်အောက်တိုဘာလကတရုတ်အစိုးရဟာထိုင်းရဲ့ပြစ်မှုကျူးလွန်သူအားနေရက်သို့လွှဲပြောင်းအနှံ့ရေးအဥပဒေအရာ ရှီကိုဖမ်းဆီးဖို့တရားဝင်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ထိုင်းအစိုးရရှေ့နေချုပ်ယုံကတရုတ်ရဲ့တောင်းဆိုချက်ကိုအတည်ပြုခဲ့ပြီးထိုင်းရဲ့နိုင်ငံသားရေးဝန်ကြီးဌာနထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အပါအဝင်သက်ဆိုင်ရာအေဂျင်စီတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့က2022ခုနှစ်အောက်တိုဘာလကုန်ပိုင်းမှာရှီအားဘန်ကောက်မြို့တော်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။